ဖီဖီ TV ရဲ့သတင်းလာချင်းလာစီရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျွန်မတော့သတင်းလာချင်းလာကဏ္ဍကိုပတ်စင်တင်ဆက်ပေးနေသူချူပါ။ဒီစီစဉ်ကနေသတင်းမှားတွေအကြောင်းအရာမှားတွေနဲ့ပြည်သူတွေကိုချင်းထည့်နေရတွေကိုဖော်ထုတ်တင်ဆက်ပေးနေရပါရှင်။ကျွန်မတို့သတင်းလာချင်းလာအဖွဲ့သားတွေကလည်းအကြောင်းအရာတွေကိုစစ်စစ်ရှာဖွေနေသလိုပဲပြည်သက်တွေကလည်းသတင်းအမှန်လားချင်းလားသိချင်တော့ကွန်မန့်တွေမှာဝင်ရောက်ရှင်းတာမေးမြန်းထားလို့ရပါတယ်။ဒီဒီပတ်အတွက်တင်ဆက်ပေးမှာတွေကတော့ ချောင်းမြို့နယ်ဘုံတိုရွာကိုတိုက်ခိုက်မှုဖြစ်စဉ်ကစစ်ရေးပြစ်မှတ်ဖြစ်တဲ့အတွက်ကြောင့်စစ်အမျိုးပြင်းတိုက်ပွဲဆင်းရဲတွေနဲ့ကိုက်ညီရဲဆိုရခြင်းစင်ကာပူနိုင်ငံမှာအင်ရှင်ပတ်စံတွေ ခိုးယူခဲ့တဲ့အိမ်ကူက CDM ကျောင်းဆရာမှ ဖြစ်တယ်ဆိုတဲ့သတင်းမှနဲ့အာရခတက်တော် AA အဖွဲ့ရဲ့195ဘီလီယံကျော်တန်ကျေးရှိတဲ့မူရင်းစေဝါတွေဖန်ဆင်းရမိရဲဆိုတဲ့ခြင်းအကြောင်းအရာတွေပါပဲဒီဒီမတ်ထဲမှာသခိုင်းတိုင်းတွင်ဝမ်းနဲ့ဖွဲ့ရာဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ရှင်။ ချောင်းမြို့နယ်ဘုံတိုကျေးရွာကကျောင်းဝင်းထဲမှာစင်းနီးထွန်းနှီပူဇော်နေကြတဲ့တပိတ်ခေါင်းဆောင်တွေနဲ့ပြည်သူတွေကလေးငယ်တွေကိုအကြက်ဖက်ဆဲအုပ်စုကသတင်းချုပ်လာပြင်းနေမြမှာပဲပါရာမိုတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါအဲ့ဒီဖြစ်စဉ်တွေမှာတပိတ်ခေါင်းဆောင်တွေအပါအဝင်ပြည်သူ22ဦးသေဆုံးပြီးတော့55ဦးထိဒဏ်ရာရရှိခဲ့ပါတယ်သတင်းချုပ်လာပြင်းနေကြီးမှာအကြက်ဖက်ဆဲအုပ်စုကပြည်သူတွေကိုရရက်ဆက်ဆက်နဲ့ကိုတတ်ဖြတ်ခဲ့တာပါရှင် တပိတ်ပြုတ်လုတဲ့သူတွေကလက်နဲ့ဆလို့အတူတချောင်းတာမကင်မဲနဲ့အကျမ်းမဖက်တဲ့နေနဲ့တော်လန်နေကြတဲ့သူတွေပါဒီလိုအကျမ်းမဖက်တဲ့ပြည်သူတွေကိုမြန်မာနိုင်ငံရဲ့နေထူးနေမြကြီးဖြစ်တဲ့သတင်းကျုပ်လာပြီနေမှာအကျမ်းဖက်ဆေးအုပ်စုကရရဆက်ဆက်တပ်ဖြတ်ခဲ့တာပါပဲအဲ့ဒါကိုဆေးအုပ်စုလော်ဘီတွေကအရက်သားတွေကိုတိုက်ခိုက်ခဲ့တာမဟုတ်ဘဲနဲ့ PDF တွေစုဝေးနေချိန်မှာတိုက်ခိုက်ခဲ့တာဆိုပြီးတော့ချင်းထက်ပြန့်ချိန်နေပြန်ပါလေ ဆေးအုပ်စုလုံးပြီးမိုင်းဝေ Telegram Channel ကချောင်းမြို့နယ်ဘုံတိုးရွာကိုအကျန်းဖက်ဆေးအုပ်စုတပ်တွေကချိန်မုံလိုက်တာကအကျန်းဖက်သမားတွေစုဝင်းနေခြင်းဖြစ်တဲ့အတွက်စစ်မြေပြင်တိုက်ပွဲစီးမြင်းတွေနဲ့ကိုက်နေပြီးတော့စစ်ရေးပြတ်မဲ့ဖြစ်တယ်လို့ရှေးသားဖြန့်ချင်နေရပါအလီဘိုဆက်ပြောင်းလဲမှုက like 980 view 2400ကျော်နဲ့ share 22ခုရှိတာတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူတို့ရဲ့ fact check ဖွဲကစစ်စစ်ကြည့်ရဲ့အခါမှာလဲလွဲမှားနေပါတယ်ရှင်။ လွတ်လပ်ပြီးရုံကြည်စိတ်ချရတဲ့တည်င်းဌာနတွေမှာကဘုံတူကျေးရွာမှာစီမီတပိတ်ပြုတ်လုံနေချိန်အကျန်းဖက်ဆဲလ်စုကပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူတွေထိခိုက်သေဆုံးရတယ်ဆိုပြီးရေးသားဖော်ပြခဲ့တာပါအဲ့လိုပဲအမေရိကန်ရဲ့ဩစာကြီးမားတဲ့တည်င်းစာထူဆောင်ဖြစ်တယ် New York Times ကနေလည်းဘုံတူရွာမှာပါရာမော်တာနဲ့ဘုံကျဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့မျက်မြင်သက်သေတဲ့အူနဲ့ NUG တို့ကိုကိုးကားပြီးတည်င်းဖော်ပြခဲ့ပါတယ် အဲ့ဒါကိုစေအုပ်စု lobby တွေကဖုံးကွယ်ခြင်းတဲ့အတွက်စေရေးပြမှတ်ကိုတိုက်ခိုက်တာဆိုပြီးချင်းထက်ဖြန့်ချိနေရပါပဲ။နိုင်ဝင် channel ဖော်ပြချက်ကို fact check ရကြည့်မယ်ဆိုရင်လည်းဆက်ပြားမှိုင်းတော့တင်ဆက်ချက်ဖြစ်နေရတွေ့ရပါတယ်ရှင်။ CRM တွေဆိုတာကနှွေးဥတော်လိုင်းကိုအထက်ကမောင်းနှင်လိုက်တဲ့ဆက်လို့မျိုးဆိုနိုင်ပါတယ်။ အယတအစိုးရလက်ကနေမတရားအာဏာလုယူခဲ့တဲ့အကြမ်းဖက်စစ်ကောင်ဆောင်တွေကိုဝန်ထမ်းတွေက CDM လုပ်ခဲ့တဲ့အတွက်တော်တော်လေးအကျက်ရိုက်ပြီးဒုက္ခတွေ့ခဲ့တာပါ။အဲ့ဒီအချိန်ကစလို့အကြမ်းဖက်ဆေးအစိုးကရောသူ့ lobby တွေကပါ CDM တွေကိုအညှိုးထားပြီးမဟုတ်မမှန်သတင်းတွေအမြဲလွှင့်ပြီးရောဂျင်းထဲလိရှိပါတယ်။အခုလည်းလာပြန်ပါပြီရှင်။ CDM တွေကိုတိုက်ခါချဖို့အကြောင်းအရာတစ်ခုကိုထပ်ပြီးဖြန့်ချိန်နေပါတယ်။ အဲ့ဒါတော့မိုင်းဝင် channel ကစင်ကာပူနိုင်ငံကိုရှောက်ပြီးတော့အင်ကူလုပ်နေတယ် CDM ចောင်းဆရာမတူကအင်ကူလုံရင်းနဲ့အင်ပိုင်ရှင်းရဲ့ပတ်စံတွေကိုခိုးယူခဲ့တယ်ဆိုပြီးရေးသားဖြန့်ချိနေရပါအဲ့ဒီ process ပြန်လည်မှုက like 600ကျော် view 2900ကျော်ရှိရာတွေ့ရပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုးရဲ fact check ပွဲကစစ်စစ်ကြည့်ရဲ့အခါမှာလည်းလွှဲမှားနေရကိုတွေ့ရှိခဲ့ရပါတယ်ရှင်လွတ်လပ်ပြီးရုံကြည်စိတ်ချရတဲ့တင်ဌာနတွေမှာက စ်ကမ္ဘောနိုင်ငံကိုတွားရောက်အလုံလောက်ကင်နေတဲ့မြန်မာအင်ကူတူကအင်ရှင်ဖန်ကတ်တွေကနေငွေထုတ်ယူမှုနဲ့ထောင်နဲ့ချမှတ်ခံရတယ်ဆိုပြီးဖော်ပြခဲ့တာပါအဲ့ဒါကိုဆေးရုံစု lobby တွေက CDM တွေကိုတိတ်ခါချခြင်းနဲ့စောနဲ့ CDM ဖြစ်တယ်ဆိုပြီးတော့မဟုတ်မမှန်ရှင်းသားဖြန့်ချင်ကြပါပဲမိုင်းဝဲ channel ဖော်ပြချက်ကိုဖတ်ချက်ရသိမယ်ဆိုရင်လည်းပြုတ်ပြင်စင်မှန်တိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင် ေးအောင်စုလို့ပြီးကြော်စွာ Telegram Channel ကတော့တည်င်းမှာတစ်ခုရှင်းတင်ပြီးပြည်သူတွေကိုချင်းထန်နေပြန်ပါပြီ။အဲ့ဒါတော့ arakha.aa အဖွဲ့ရဲ့ရခိုင်နဲ့မလေးရှားကိုပို့ဆောင်မဲ့အကျ195ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရဆေးဝါးတွေဖန်ဆင်းရမည်ဆိုပြီးချင်းထက်ဖြန့်ချိနေရပါ။အဲ့ဒီပို့ဆက်ပြန့်နှံ့မှုက like 990ကျော်ယူ2600ကျော် share 23ခုနဲ့ကုန်းမရတော့358ခုရှိရတွေ့ရပါတယ်ရှင်။ အကြောင်းရောဆစ်ဆစ်ကြည့်ရခါမှလည်းလွဲမှားနေပြန်ပါတယ်လွတ်လပ်ပြီးရုပ်ကြီးစိတ်ချတဲ့တည်င်းဌာနတွေမှာကအကျန်းဖက်ဆစ်အုပ်စုကမူးရဲ့ဆေးဝါးတွေကိုအေအေတက်ဖွဲ့ဖြစ်စည်းတွေဆိုပြီးဆွဆွဲထားနေမယ်လေအေအေတက်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအခုဖြစ်စဉ်နဲ့ပတ်သက်ပြီးငင်းဆိုထားတယ်လို့ဖော်ပြခဲ့တာပါအကျန်းဖက်ဆေးအုပ်စုကမူးယစ်ဆေးဝါးတွေကိုအေအေတက်ဖွဲ့ရဲ့ဟာတွေလို့မတရားဆွဆဲဖြန့်ချိနေရလို့အေအေပြောခွင့်ရခိုင်တုခါကအသိပေးတုတ်ပြန်ထားပါတယ် အဲ့ဒါကြောင့်ကြောစွာ channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်အစအဆုံးလုံးကြံဖန်တီးတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်ဒီတစ်ပတ်အတွက်သတင်းလားချင်းလားအစီအစဉ်ကိုတော့ဒီမှာပဲဆန္ဒခွင့်ပြုပါရှင်။နောက်တစ်ပတ်မှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါဦးနော်။ပရိသတ်တွေနဲ့စစ်စစ်ချင်းတဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတက်ဆက်သွယ်နိုင်ပါတယ်။ အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါတယ်ရှင်။မိဘပြည်သူများအလုံးဘေးရန်ကင်းကွာပြီးကိုစိတ်အေးချမ်းကတည်ထမအန်ရယ်တွေကနေပင်းလို့ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။